်အေဝါသားစရစ်မူဝါဒီကုထရာမင်္ဂလာပါဒီနေ့တော့လူရဲ့စစ်နိုင်ငံရဲ့အကျဉ်းတူတွေကိုစစ်ကောင်စီကပြန်လည်ဖမ်းဆီးမှုတွေဒီနေ့အတွင်မှာပိုဆိုးလာတဲ့တွင်မြန်မာကိုရွေးကောက်ပွဲစောက်ကြည့်လေ့လာရေးအဖွဲ့စေလွတ်ဖွဲ့မရှိကြောင်းမလေးရှားနိုင်ငံခြားရေးဝန်ကြီးပြောတဲ့တွင်နတ်ဆန်မြို့နယ်အုံစွမ်းကျေးရွာကိုပုံကျဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးတည်ဆောက်ရတဲ့စာသတင်းတွေအပါအဝင်ဖရက် FI ရဲ့ဒီနေ့အောက်တိုဘာလ15ရက်နေ့အတွင်းနေ့စစ်သတင်းတွေကိုကြားကြရမှာပါ။နောက်ပိုင်းမှာတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။အာနာသိမ့်ပြီးနောက်ပိုင်းလူရည်စင်နိုင်ငံရေးအကျဉ်းသူတွေကိုစက်ကောက်စီတက်ကအခုနှစ်အတွင်းမှာပြန်လည်ဖမ်းဆီးမှုတွေပုံမှုဆိုးွားလာတယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ လက်တလို့သိရှိထားတဲ့အချက်အလက်တွေအရပုံမှန်905ကကြီးမတရားသိမ်းဆက်သွယ်မှုပုံမှန်73တင်ထောက်တန်ကြခံရတဲ့နိုင်ငံရေးအကျဉ်းသူမမိုးဆန်းစုကြည်နဲ့မမီမြတ်သူတို့နှစ်ဦးကိုတာယာဝတီအကျဉ်းထောက်ဘူးဝမှာပြန်လည်ဖမ်းဆီးခဲ့လို့သိရပါဗျ။ဒါအပြင်စစ်ကောင်စီဟာနိုင်ငံရေးအကျဉ်းသားတွေအပေါ်ကို နိုင်ငံတကာလူအခွင့်အရေးကြီးညာစာတမ်းအာတီကယ်9အရမတရားဖမ်းဆီးခြင်းမပြုရလို့သတ်မှတ်ထားတဲ့အချက်ပေါ်ကို ေါ်ပေါ်ထထင်ချိုးဖောက်နေရလို့လည်းထုတ်ပြန်ချက်မှာထက်တွင်ရေးသားထားပါတယ်။အခုလိုကျူးလွန်ချိုးဖောက်နေတာတွေကိုအစိုးတက်ဖို့နဲ့အကျဉ်းထောက်အတွင်းကနိုင်ငံရေးအကျဉ်းတူအကျဉ်းသားတွေကို အားလုံးလူမြောက်ဖို့ကိုလည်းလှုပ်ဆောင်သွားမယ်လို့သိရပါတယ်။ရှမ်းပြည်နယ်နက်ဆန်မြို့နယ်အုပ်စွမ်းကြီးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးနှစ်ဦးပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပြီးတော့ဈေးကူတမှုခံယူနေစမှာ ေဆုံးခဲ့တယ်လို့ဒေသခံ အမျိုးသမီးတူကဖရက်အဖန်ကိုပြောပါရယ်။မနေ့ကအော်တိုဘာလ14ရက်မနေ့9နာရီဝန်းကျင်မှာစစ်ကော်မရှင်တပ်ကအုပ်စွမ်းကြေးရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါရယ်။တေဆုံးခဲ့တဲ့အမျိုးသမီးနှစ်ဦးဟာအသက်16နှစ်အရွယ်လွေးတစ်တင်နွယ်နဲ့အသက်15နှစ်အရွယ်လွေးမေတင်နွယ်တို့ဖြစ်ကြပြီးတော့ညီအမတော်ဆက်တယ်လို့သိရပါဗျ။အုံဆွမ်းကျေးရွာဘုံကျေးခံရတဲ့ပတ်သက်ပြီး တအန်းတမ်တော် TNLA ကတော့တည်ဆုံးခဲ့ရတဲ့ညီအမနှစ်ဦးအပါအဝင် အသက်9နှစ်အသက်9နှစ်နဲ့အသက်3နှစ်အရွယ်ကလေး3ဦးနဲ့အသက်33နှစ်အရွယ်အမျိုးသားတဦးလည်းဘုံစထိမှန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့အတိပေးထုတ်ပြန်ထားပါတယ်ကရနီအမျိုးသားများကာကွယ်တပ် KNDF တည်ရင်အမတ်14ကနေစစ်တပ်အပတ်စဉ်6မှာတည်နှန်းသားတရာကျော်မွေးထုတ်နိုင်ခဲ့ပြီးတည်နှန်းစင်ပွဲကိုပြီးခဲ့တဲ့အော်တိုဘာလ12ရက်နေ့က ဂရီနီတနေရာမှာပြုတ်လုခဲ့တယ်လို့သိရပါဗျ။တင်းနန်းစင်းပွဲမှာတင်းနန်းတက်ရောက်ခဲ့တဲ့ရဲဘော်တွေကတစ္ဆာရီတောက်တုံးခဲ့ပြီးတော့တည်တန်းကာလအတွင်းအမိတ်နာခံမှု အကောင်းဆုံးစုနဲ့တည်တန်းသားဆံပြစုကိုရွေးချယ်ပေးအပ်ခဲ့တယ်လို့သိရပါဗျ။တဆက်သေးမှာပဲတည်ရင်အမှတ်၁၄ရဲ့၄နှစ်ပြည့်အခမ်းအနားကိုပါပြုတ်လုခဲ့ကြတယ်လို့သိရပြီးတော့အခမ်းအနားကိုဖိတ်ကြားထားတဲ့အစ်တေတော်တွေနဲ့ဒေသခံပြည်သူစုစုပေါင်း900ကျော်တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ KNDF တည်ရင်အမှတ်14ဟာရှမ်းကယားနယ်စပ်နဲ့လွိုက်ကော့အရှိချမ်းမှာအဓိကစီရင်လှူရှာနေပြီးတော့စစ်ကောင်စီဘက်ကနေရအနက်ကိုထိုးဆစ်ဆင်လာတာရဲတပ်တပတ်နှစ်ပတ်ကျော်ရှိနေပြီဖြစ်တဲ့အတွက်နေမြေအနေအထားအရလွမ်းချုံနိုင်အောင်ထိချုံနိုင်အောင်အသက်နိုင်ဆုံးစူးစမ်းသွားမယ်လို့သူကဆက်ပြောပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကဘာတဝမ်းကလူတွေကိုလိမ်လည်လက်ဖျားဖို့ လူကုတ်ကူးခံရတဲ့အလုပ်သမားတွေကိုအုံပြုခဲ့တဲ့ online ငွေလိပ်စင်တာတွေကိုလေပတ်နေတယ်လို့ဆွဆွဲခံထားရတဲ့အရှိတောင်အာရှနိုင်ငံတွေမှာအခြေစိုက်တဲ့ကွန်ရက်တစ်ခုကိုဗီတိန်နဲ့အမေရိကန်တို့ကအင်ကာနေ့မှာတန်ခတ်အရေးယူခဲ့ပါတယ်။ကမ်ဘောဒီးယားမြန်မာနဲ့အရှိတောင်အာရှဒေသတော်ဝန်ကစင်တာတွေကနေအလုပ်အကိုင်ကြောညာအတုတွေကိုအုံပြုပြီးအလုပ်သမားတွေကိုသွေးဆောင်ကနှိမ့်ဆက်မြင်းပန်းပြီးတော့ ။ online ကနေငွေလဲဖို့အသိအကျက်ဖိအားပေးခဲ့တယ်လို့ VTech အစိုးရကပြောပါတယ်။အစိုးပါငွေလဲစင်တာတွေကလိမ့်လိမ့်မဲ့တားကောင်တွေကိုချစ်ကြွန်းဝင်အောင်ဟန်ဆောင်ပြီးတော့ crypto ငွေကြေး platform အတူတွေမှာငွေကြေးအမြောက်အများရင်းနှီးမြှုပ်နှံဖို့ဆွဲဆောင်တာမျိုးတွေပါဝင်ပါတယ်။ American ဘဏ္ဍာရေးဌာနကအရှိတောင်အရှောက်မှာအကြီးမားဆုံးအရေးယူမှုအဖြစ် print group လို့အမည်ရတဲ့ရာဇဝတ်အဖွဲ့အစည်းမှာပါဝင်သူ 146ဦးကိုပြင်မှတ်ထားခဲ့ပြီးဗီတိတ်ကလည်းအဆိုပါအဖွဲ့အစည်းကိုတန်ခတ်ပိတ်ဆို့ထားတယ်လို့ဆိုပါတယ်။ဒီတရင်ကိုတော့ writer တင်ဌာနကိုကိုးကားတင်ဆက်ခဲ့တာပါ။2026ကမ္ဘာဖလားကိုအမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုတို့ကသုံးနိုင်ငံပူးတွဲအရှင်အဖြစ်ပထမဆုံးကျင်းပမှာဖြစ်ပြီးတော့အဖွင့်ပွဲစဉ်ကို2026ခုနှစ်ဇွန်လ17ရက်နေ့မက္ကဆီကိုမြို့တော်နဲ့ဘောလုပွဲကိုဇူလိုင်လ19ရက်နေ့မှာ နေညူးကြစီမျိုးမှာကျင်းပမယ်လို့သိရပြီးတော့ပထမဆုံးအနေနဲ့ပြိုက်ပွဲဝင် အသင်း48သင်းအနေနဲ့တိုးချက်ကျင်းပမှာဖြစ်လို့36ရက်ကြာကျင်းပမယ်လို့သိရပါတယ်။ကမ္ဘာဖလားပွဲစဉ်တွေကိုအမေရိကန်ကမြို့7မြို့ပကစီကိုမြို့က3မြို့နဲ့ကနေဒါကမြို့2မြို့မှာကျင်းပမှာဖြစ်ပြီးကမ္ဘာဖလားအုပ်စုအစင်မဲခွဲမှုကတော့ဒီဇင်ဘာလ9ရက်နေ့တောက်ကြနေမှာကျင်းပမှာဖြစ်ပါတယ်။ နိုင်ငံရေးအခြေအနေတွေအနေနဲ့အမေရိကန်မှာ2024ခုနှစ်နဲ့အခုနှစ်2025ခုနှစ်အတွင်းတပ်ဖြတ်လုပ်ကြံမှုတွေနဲ့ပြစ်ခတ်မှုတွေများစွာရှိခဲ့ပြီးဂျမတာဒိုနယ်ထရလက်ထက်မှာအမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတို့ကြားနိုင်ငံရေးနဲ့စီးပွားရေးတင်းမာမှုတွေဟာဒီပြိုင်ပွဲကိုလက်ခံကျင်းပတာကြောင့်ကောင်းတဲ့ဖက်ကိုပြောင်းလဲလာနိုင်တယ်လို့ဒေါ်နယ်ထရပ်ကမက်စလာတုံးကပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့လွေရသည့်အပူတန်ကြောင့် FIFA ကအပူချိန်ပြင်းတဲ့ပြဿနာကိုဖြေရှင်းဖို့ညတကောင်ရဲ့အချိန်တွေမှာပြိုင်ပွဲတွေကိုစီစဉ်ထားတယ်လို့သိရပါတယ်။ဒီတဲ့င်းကိုတော့ BBC World သတင်းဌာနကကိုးကားဖော်ပြထားတာပါ။ဒီနေ့အော်တိုဘာလ15ရက်ဖွဲ့ရအဖွဲ့ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါ။ကျွန်မအင်နီပါရှင်။